မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်း channel မှာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာရှင်ကိုမိကုံရန်ကုန်တိုက်ထုတ်ဖို့အရေးကြီးဆုံးအခြေရောက်လာပြီဟုမန္တလေး PDF အသိပေးမဖြစ်မနေလက်နက်ကင်တိုက်ပွဲဝင်ရမည်ဆိုပါက ဖျားတဲ့ဘက်မှရက်တီဖို့အတွက်ဆုံးဖြတ်ကြဖို့တိုက်တွန်းနေဆိုတဲ့သတင်းကိုကျင်းဆက်ပေးသွားမှာဖြစ်ပါတယ်။ဖြီသူလူတို့ကိုညှဉ်းပန်းနှိပ်စက်နေတဲ့အကြံဖက်စစ်ကောင်စီကိုမိကုံရန်ကုန်တက်ကုံဖွဲ့ပြီးတိုက်ထုတ်ကြဖို့အရေးကြီးဆုံးအချိန်ရောက်လာပြီဖြစ်ကြောင်းနဲ့မဖြစ်မနေလက်နက်ကိုင်းတိုက်ပွဲဝင်ရတော့မည်ဆိုပါကဖျားတဲ့ဘက်မှရက်တီဖို့အတွက်ဆုံးဖြတ်ကြဖို့မန္တလေး PDF ကတိုက်တွန်းလိုက်ပါတယ်။စစ်ကောင်စီကစစ်မှုန်တဲ့ဥပဒေအပြင် မတရားပေါ်တာဆွေးနေတာတွေလုပ်နေပြီးပတ်စံပေးနိုင်သူတွေဟာလည်းအချိန်အတိုင်းဒါတစ်ခုထိပဲစရင်နဲ့မပါသေးတာဖြစ်တယ်လို့မြို့နယ်ရက်ကွက်မိသားစုအလိုက်လူငယ်တွေကိုအတင်းကျပ်မဲလိုက်ရွေးချယ်ပြီးစစ်တင်နှံပေးရှေ့တန်းဖို့အသေးခံခိုင်းဖို့လှုပ်ဆောင်နေတာတွေဟာလူအရေးအတွက်များများဆက်တည်တဲ့နေနဲ့သူတို့လိုအပ်နေတဲ့အချိန်ကိုဆွဲဆန့်နေတာဖြစ်ကြောင်းမန္တလေး PDF ကအသိပေးပါတယ်နောက်ဆုံးမဖြစ်မနေလက်နက်ကိုင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လေတရားတော်ဘက်ကပဲရက်တီဖို့ဆုံးဖြတ်ကြပါပြည်သူလူထုကိုနှိမ်ပန်းနှိမ့်ဆက်နေတဲ့အာဏ နာရှင်စနစ်စိုးကိုမိကုံရန်ကုန်တက်ကုံဖွင့်ပြီးတိုက်ထုတ်ကြဖို့အရေးကြီးဆုံးအချိန်ရောက်ရှိလာပြီဖြစ်ပါတယ်လို့မန္တလေး PDF ကအသိပေးတိုက်တွန်းထားတာပါစစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်ကိုအပတ်စဉ်ဆက်နှစ်ခုနေတင်မကပဲနောက်ထပ်ရသလောက်သူတို့လိုသလောက်စက်တိုက်လှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်တော်ရုံမျိုးပါမကြမ်းလူငယ်တွေအားလုံးသတိချက်ကြဖို့ကိုလည်းမန္တလေး PDF ကသတိပေးထားပါတယ်အနာရှင်ကိုအမြင့်ဖြတ်ဖို့ပန်းတိုင်ဟာမဝေးတော့တာကြောင့်စစ်ကောင်စီကိုအတူတိုက်ထုတ်ပြီး တာယာဝါပြောတဲ့တရားမျှတပြီးလွတ်လပ်တဲ့အတိုင်းပြည်ကိုတည်ထောင်ကြဖို့ဆက်အာဏာရှင်ကိုဖျောက်ချဖို့အတွက်အတူပူးပေါင်းပါဝင်အားဖြည့်ကြဖို့အတိပေးဖိတ်ခေါ်ထားပါတယ်စေအာနာရှင်လက်အောက်မှာစစ်မှုမထမ်းလို့သူလူငယ်တွေစေအာနာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်တိုက်ထုတ်လို့တဲ့လူငယ်ချားမမရွေးကိုလှိုက်လဲစွာကြိုဆိုဖိတ်ခေါ်လျက်ရှိတယ်လို့ကြီးသူကောက်ွက်ရေးတက်မတော့မန္တလေးကအသိပေးဖိတ်ခေါ်ထားတာဖြစ်ပါတယ် ဆက်လက်ပြီးရွှေဘိုမြို့နယ်တွင်ပြူစောတိတအုပ်ကလက်နယ်ခရမ်းများယူဆောင်လာပြီးအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းရွှေဘိုမြို့နယ်တွင်ပြူစောတိတအုပ်ကလက်နယ်ခရမ်းများယူဆောင်လာပြီးအလင်းဝင်လာကြောင်းရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းချုပ်ပြန်ပါတယ်။ ရှမန်နေစွန်လ6ရက်နေ့စက္ကိုင်းတိုင်းရွှေဘုံမြို့နယ်ညင်းချင်းကျေးရွာမှာပြူစောဒီလက်နက်ကိုင်းတအူက G3 တလန်ချီပေါက်3ခု G3 G92000 တောင်းတို့ကိုယူဆောင်ပြီးအလင်းဝင်ရောက်ခဲ့ကြောင်းအလင်းဝင်ရောက်လာသူအားဂုံပြူစုံဝေးထိုက်တင်အားလျော်စွာချင်းမြက်ခဲ့ပြီးလူအခွင့်ရင်းနှင့်အညီကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်းသိရှိရပါသည် အကြံဖက်စစ်ကောင်စီလက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်များဖြူစော်ထီးများအနေဖြင့်လည်းအ мян ဆုံးအလင်းဝင်ရောက်ရလိုအပ်ပါကြောင်းအချိန်မရွေးဆက်သေးရင်အလင်းဝင်ရောက်နိုင်ရန်ဖိတ်ခေါ်ပြီးပြည်သူရင်တွင်ခိုးလုံနိုင်ရန်ရွှေဘုံမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ကတိုက်တွန်းနှိုးဆော်ထားပါတယ်ဆက်လက်ပြီးပမော်၌ KIA ပူးပေါင်းတပ်နှင့်စစ်ကောင်စီအပြန်အလှန်လက်နက်ကြီးပစ်ခတ် ဝိုင်းမော်လမြန်ဒေသတွင်လည်းတိုက်ပွဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ပမော်မြို့တွင်ရေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်မရှိတော့လဲအပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ချာရေးဌာနထားဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တီးပမော်မြို့ကိုအပိသက်သိမ်းပိုင်နိုင်ရေးထိုးစစ်ဆင်သည်မှာ 6လကျော်ရှိပြီဖြစ်ပြီးလက်တလောစီရေးအခြေအနေမြေမြန်ရာဘုံမူကြီးတော်ဘုကပြောကြားခြင်းဖြစ်သည်ဘုံဘဘက်ကအခြေအနေကတိတ်ထူးတာတော့မရှိပါဘူးခါတိုင်းလိုပေါ်လေချောင်းနဲ့ဘုံကျဲတာတွေ drone နဲ့ဘုံကျဲတာတွေကတော့ရှိတယ်။နောက်လက်နက်ကြီးနဲ့အပြန်အလှန်ထုတာတွေတော့ရှိတယ်။မြေပြင်မှာတိုက်ပွဲပြင်းပြင်းထန်ထန်တော့မရှိဘူးဟုဘုံမူကြီးတော်ဘုကပြောပါတယ်။ KIA သည်ဘမော်ကိုအပြီးသက်သိမ်းလိုက်ရေးကျောပန်းလျက်ရှိရာလက်ရှိတွင်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကာခ27ကို ်ထိုးစစ်ဆင်နေသည်စကခ21ခကင်းစခန်းအချို့သိမ်းပိုက်ထားပြီးဖြစ်တဲ့ကဲ့သို့ဖိခဲ့သည့်နှစ်ဝက်အတွင်းစကခ21ခကင်းစခန်းအချို့တန်ကြက်ကတန်အမြောက်တန်တင်ကာတန်ဘမော်လီယင်ကွင်းနေရာအပါဝင်စစ်ကောက်စီတက်သွဲထားသည့်နေရာများတက်စခန်းများကိုသိမ်းပိုက်ထားပြီးဖြစ်သည်ထို့ပြင်ဝိုင်းမော်မြို့နယ်လမြန်ဒေသ၌လည်းဇွန်လ9ရက်မနက်အစောတွင်စစ်ကောင်စီနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဟု၎င်းကပြောပါရယ် ဝိုင်းမော်လက်မြတ်ဘက်ယင်းနှမနက်ပိုင်းခဏလေးအချိန်မှာတိုက်ပွဲဖြစ်တာအခုတော့ငြိမ်တော့ပြန်ငြိမ်သွားပြီးတော့ drone လက်နက်ကြီးနဲ့ရန်ပန်ရန်ကာပစ်တဲ့အခြေအနေတော့ရှိနေပါတယ်ဟုဘုံမူးကြီးနော်ဘူးကပြောကြားပါတယ်စစ်ကောင်စီသည်ဧပြီလကတည်းကဝိုင်းမော်လက်မြန်ဒေတာတို့စီးရေလှောင်ရှားမှုများပြုလုပ်နေသောကြောင့် KIA နှင့်ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပေါ်ခဲ့သည် ဆက်လက်ပြီးညောင်ဦးမှာ PDF ကိုစစ်တပ်ထင်ပြီးဝန်ထမ်းကတ်ထုတ်ပြတဲ့စစ်စေးရေးအရာရှိနှစ်ဦးအပန်းခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ညောင်ဦးမှာ PDF တွေကိုစစ်ကောင်စီတပ်ထင်ပြီးဝန်ထမ်းကတ်ထုတ်ပြတဲ့စစ်စေးရေးအရာရှိနှစ်ဦးအပန်းခံလိုက်ရပါတယ်။ပြခဲ့တဲ့မေလ20ရက်နေ့မနက်7:00နာရီခန့်ကမန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦး6ကားလမ်းပိုင်းတနေရာမှာကာဝေးရေးအဖွဲ့တွေကအရက်ဝက်နဲ့စစ်ဆေးနေတဲ့အချိန်6ဘက်ကိုမောင်းနေလာတဲ့ AC ကားတစ်စီးကိုစစ်ဆေးခဲ့ကြပါတယ်။ အဲဒီကားပေါ်မှာနေပြည်တော်ကလာတဲ့ကျမ်းမာရေးနဲ့ယောဂနိုင်နေရတဲ့ကာယတာကသူနာပြုတ်ကိုကြီးညီညီမျိုးစွေနဲ့ပိုကြီးစိုးထွတ်ကျော်တို့ကိုအရက်ဝတ်နဲ့ဖန်စီရမိခဲ့တာဖြစ်ကြောင်းဗကန်ဘူချို PDF အဖွဲ့တာဝန်ရှိသူကပြောပါတယ်ကျွန်တော်တို့ကလမ်းပိုင်းစစ်စေးတုံးအရက်ဝတ်နဲ့ကားတစ်စီးရောက်လာပြီးဒီလေးရေအကိုတို့ကဒီလိုဆိုပြီးကတ်ထုတ်ပြတယ်တနက်တွေပါရီတော့မပြစ်လိုက်ရဘူးအသားတကြီးလိုက်ပါတယ်မပြေးနဲ့ပေါ့ပြေးရင်တော့ပြစ်မလို့အထက်ပါတာဝန်ရှိသူကပြောပါတယ် သူတို့နှစ်ဦးရဲ့စီစီရေကဲယူနီဖောင်းတချို့နဲ့အင်စီကားကိုပါတင်စီရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဗိုလ်ကြီးနှစ်ဦးကိုစစ်သုံးပန်းဥပဒေအရသက်ဆိုင်ရာညအုံမျိုးနဲ့ပါကာဖတာဝန်ခံစီ အဲ့ဒီဗိုလ်ကြီးနှစ်ဦးကိုစစ်တုံးပန်းဥပဒေအရအသက်ဆိုင်ရာညောင်ဦးမြို့နယ်ပါကဖတာဝန်ခံတန်းစီလွှဲအပ်ထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးကုန်သည်စက်မှုအသင်းချုပ် UNFCCI သည်ဘယ်လာရုနှင့်စာချုပ်ချုပ်ဆိုထားပြီး ILO ဆုံးဖြတ်ချက်အရအရေးယူခံရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီနှင့်အတူလက်အောက်ခံမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI သည်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ ILO ဆုံးဖြတ်ချက်အရဘယ်လာရုနိုင်ငံနှင့်စာချုပ်ချုပ်ထားသဖြင့်အရေးယူမှုများ ခံရလိမ့်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားသက်မှတ်ကများအဖွဲ့ချုပ် CDUM ချမ်းမတရားပါရယ် UMFCCI သည်အာနာသိမ့်ပြီးနောက်စစ်ကောင်စီလက်ကင်တို့အဖြစ်ဆောင်ရွက်နေသလိုပြီးခဲ့သည့်2023ခုနှစ်က ILO ပုံမှန်33ဖြင့်အရေးယူခံရသောဖေလာရုနိုင်ငံနှင့်စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်စာချုပ်ချုပ်ဆိုထားကလက်ရှိတွင်လည်း၎င်းတို့ကို ILO ကပုံမှန်33ချမှတ်ခဲ့ကြောင်းသိရပါရယ် UMFCCI ကတော့ပုံမှကြည့်တဲ့ဗျဘယ်လာရုကို ILO ကနေအလုံသမားအခြေခံအခွင့်အရေးချိုးဖောက်မှုကြောင့် Article 33ဆုံးဖြတ်ချက်ချထားတာကိုသိရတဲ့အတိုင်းစစ်ကောင်းဆောင်မရောက်နိုင်တဲ့ဒီနှစ်စန်းကလိုက်သွားပြီးတော့စာချုပ်တွေထိုးခဲ့တဲ့ဟု CDUM ဥက္ကဋ္ဌဦးမောင်မောင်ကသတင်းဌာနကိုပြောပါတယ်အပိပိဆိုင်ရာအလုသမားအဖွဲ့ ILO သည်ကုလသမဂ UN လက်အောက်တွင်ရှိပြီးအဖွဲ့ဝင်နိုင်ငံပေါင်း189နိုင်ငံဖြင့်ဖွဲ့စည်းထားသလိုပုံမှန်33တွင် အဖွဲ့ဝင်နိုင်ငံတန်နိုင်ငံက ILO ပြဋ္ဌာန်းချက်များကိုလိုက်နာရန်ပြက်ကွက်ပါကမိသို့သောလှုပ်ဆောင်မှုမျိုးကိုမဆိုဆောင်ရွက်နိုင်ကြောင်းပြဋ္ဌာန်းထားကြောင်းသိရပါတယ်။ ရှင်းအပြင် ILO အနေဖြင့်အဖွဲ့ဝင်နိုင်ငံတန်နိုင်ငံကအလုံသမားအခွင့်အရေးများနှင့်စံချိန်စံညွှန်းများကိုလိုက်နာမှုရှိပါကထိုနိုင်ငံအပေါ်အရေးယူမှုများပြုလုပ်နိုင်၍ UMFCCI သည်စစ်ကောင်စီနှင့်အတူချိုးဖောက်လျက်ရှိသောကြောင့်ကြီးလေသောအရေးယူမှုများခံရနိုင်ခြင်းဖြစ်ကြောင်းသိရပါသည်သူတို့က article 33မချခင်ကလေးက article 33ချထားတဲ့နိုင်ငံကိုသွားပြီးအလုပ်လုပ်တယ်တော်တော်တက်တီကောင်းတယ် ဲ့ဒီဈေးတော့သူတို့စားရမှာပဲ ILO ကိုသွားတယ်ချထားတဲ့အခြေခံစည်းကမ်းတွေကြမလိုက်နိုင်ဘူးဆိုတော့တော်တော်ရိုင်းနေလို့ပြောကျင်တယ်ဟု CDUM ဥက္ကဋ္ဌဦးမောင်မောင်ကဆိုပါတယ်စစ်ကောင်စီကိုဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ရက်ခုနှစ်ဇွန်9ရက်ကကျင်းပသော133ကြိမ်မြောက်အလုသမားရေးရညီလာခံတွင် ILO ကပုံမှန်33ပြည့်အရေးယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီးရက်ခုအကြိမ်သည်ဒုတိယအကြိမ်ဖြစ်က2009ကလည်းထိုကဲ့သို့အရေးယူခြင်းခံခဲ့ရသည် အဆိုပါညီလာခံမှတိုင်ခင် ILO ၏ဥပဒေဌာနကမြန်မာနိုင်ငံနှင့်ပတ်သက်၍စေကောင်းစီနှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကိုလက်မခံတော့လေအလုံသမားအခွင့်အရေးကိုပြောဆိုနိုင်ရန်၎င်းတို့အတိအမှတ်ပြု CDUM ကိုပြောခွင့်ပေးသည်ဟုထုတ်ပြန်ခဲ့တဲ့ပြင်စေကောင်းစီဘက်မှ UMFCC ကိုစလဲဒေါခိုင်ခိုင်တွေသာတက်ရောက်ခဲ့ကြောင်းသိရပါတယ်ချက်ချင်းကြီးလာပြီးတော့တကားပိတ်သွားမှာတော့မဟုတ်ဘူးသို့တော့သူတို့ဆက်ဆံမှုတွေတော့ရက်သွားပါလိမ့်မယ်ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ကျွန်တော်အခုမပြောတတ်သေးဘူး သို့သော ILO အစီအစဉ်အတိုင်းဆက်လက်လာပါလိမ့်မယ်ဟု CDUM ဥက္ကဋ္ဌဦးမောင်မောင်ကဆက်လက်ပြောဆိုပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားတမကများအဖွဲ့ချုပ် CDUMD လွန်ခဲ့သော1996ခုနှစ်မှစ၍ ILO အစုအဖွဲ့ဖြစ်သည့်အလုံသမားဂရုတွင်အဖွဲ့ဝင်ဖြစ်သောကြောင့်ညီလာခံတွင် NUG သုံးဖွဲ့ဆိုင်ကိုယ်စားလှယ်အဖွဲ့ကိုစား CDUM ဥက္ကဋ္ဌဦးမောင်မောင်ကအဖွဲ့မှစကားပြောကြားရခြင်းဖြစ်ကြောင်းသိရပါသည်။ယင်းကဲ့သို့အတိအမှတ်ပြုသွားရန်ကြံရှိ NUG အစိုးရအလုံရှင်အနေဖြင့်လည်းဆက်လက်စူးစမ်းနေပြီးယခုရက်ပိုင်းအတွင်း၎င်းတို့၏အလုံရှင်အဖွဲ့အစည်းနှင့် ILO အလုံရှင်နှင့်ပတ်သက်သည့်ဌာနဖြစ်သော ACTEMP တို့တွေ့ဆုံနိုင်ရန်စာပေးစာယူလုပ်၍ချိန်ဆလျက်ရှိကြောင်းသိရပါသည်